မင်္ဂလာပါဗျကျွန်တော်ဒီနေ့မိတ်ဆွေတို့ကို YouTube channel တကူဖွင့်ပြီးကိုယ့်ရဲ့ YouTube channel မှာတစ်လအတွင်း subscriber 900ဘလို့ရအောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုပြောပြပေးသွားပါမယ်အဲ့တော့ကျွန်တော်တို့က YouTube channel တကူဖွင့်ပြီးဆိုတော့ ਨੇ YouTube ကနေပတ်စံ share တော့မှဆိုရင် subscriber လိုအပ်ပါတယ်အဲ့တော့တချို့ကလည်း YouTube channel တကူဖွင့်ပြီးတော့ subscriber ရုပ်ကန်နေရတဲ့လူတွေရှိရလမ်းနဲ့တော့ချီးပြီးစကိုင်းမှာ900မပြောနဲ့တရာပြည့်အောင်မနေလုံနေရတဲ့လူတွေရှိကျွန်တော်အဲ့ဒီလူတွေအတွက်ကိုရည်ရွယ်ပြီးတော့တလအတွင်း subscriber 900ဘလို့ရအောင်လုပ်ရမလဲဆိုတဲ့နီးလန်းလေးတွေကိုအခုပြောပြပေးတော့ပါမယ်โอเคကျွန်တော်အချိန်ဆွဲတော့စရရနံပါတ်1မိတ်ဆက်ပါကျွန်တော်တို့ YouTube channel တခုဖွင့်ပြီဆိုရက်ဒီတိုင်းထားလို့မရအောင် ကျွန်တော်တို့မိစ္ဆာရှင်းရှင်းပြပြကြော်ညာရမယ်အဲ့တော့ကိုယ့်ရဲ့ YouTube channel ဖွင့်လိုက်ဗီဒီယိုတွေတင်နေဗီဒီယိုတွေတင်နေကောက်ပြီကျွန်တော်ကဒီတိုင်းပြစ်ထားလို့မရကျွန်တော်တို့အနီးနားပတ်ဝန်းကျင်ဘယ်လိုရှိတယ်ကျွန်တော်တို့မိသားစုတွေဘယ်လိုရှိတယ်ကျွန်တော်တို့ကပြောပြကြော်ညာရမယ်ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့အလုပ်ထဲကတငယ်ချင်းတွေမိစ္ဆာကျွန်တော်တို့ YouTube channel ဖွင့်ရတယ်အားပေးဖို့ဒီဗီဒီယိုလေးဒီလိုဒီကိုယ့်ရဲ့ YouTube channel မှာဒီလိုဗီဒီယိုလေးတင်မယ် ဟဲ့မလားအားပေးဖို့ကိုကျွန်တော်တို့ကပြောရဒါမှလည်းကျွန်တော်တို့က subscriber ရမှာပါဒါကနံပါတ်1ပါနံပါတ်2ဗီဒီယိုတွေကိုအချိန်မှန်မှန်တင်ပါကျွန်တော်တို့ရာ YouTube ပေါ်မှာဗီဒီယိုတင်တဲ့ခါမှာအဲ့တော့ဒီနေ့တင်တယ်နောက်နေ့မတင်ဘူးနောက်လမှတင်တယ်အဲ့တော့နောက်လတင်တယ်နောက်လနောက်လရေးဆက်မတင်ဘူးနောက်နေ့မှတင်တယ်မရပါဘူး အဲ့တော့ကျွန်တော်တို့ကတပတ်ကိုဘယ်နှပုတ်တယ်တလကိုဘယ်နှပုတ်တယ်။အော်တနှစ်ကိုဘယ်နှပုတ်တယ်ကျွန်တော်တို့အချိန်မှန်မှန်တင်ဖို့လိုပါတယ်ဗျ။ဒါမှလည်း YouTube ရဲ့ algorithm ရဲ့အရာ तू က viewer တွေစုဖြတ်ပေးပါတယ်။ဒါမှလည်းကျွန်တော်တို့က subscriber ရမှာပါ။အဲ့တော့ဒီ subscriber 900ရောက်တဲ့ရအောင်လုပ်တဲ့နည်းထဲမှာလည်း video တွေကိုအချိန်မှန်မှန်တင်ပါလို့ပြောချင်ပါတယ်။နံပါတ်3 ကိုတင်လိုက်တဲ့ဗီဒီယိုတွေမှာအော်ကိုကဗီဒီယိုတစ်ပုတ်တင်နိုင်ပြီအော်ဗီဒီယိုတစ်ပုတ်တင်အော်အော်ကိုကဗီဒီယိုတစ်ပုတ်တင်နိုင်တယ်ပြီးပြီးဆိုတော့ဆိုပြီးဒီကပြစ်မှတ်ထားပါလေဗီဒီယိုနဲ့တက်ဆိုင်တဲ့တိုင်တယ်တွေကိုထည့်ပါအော်ကိုကဒီဗီဒီယိုတင်လိုက်တယ်ဒီဗီဒီယိုကဘာအကြောင်းပြောတာလဲအော်တိုင်တယ်ထည့်ပါအာကသနပတ်သက်တာလားအော်အာကသနပတ်သက်မှာဆိုတော့အော်ဒီဒီအာကသနပတ်သက်တဲ့ခေါင်းစဉ်ပေါ့နော်ဗီဒီယိုရဲ့ခေါင်းစဉ်တွေထည့်ပါပြီးရင် description ဒီဗီဒီယိုမှာဒီဗီဒီယိုနဲ့ပတ်သက်တဲ့ အကြောင်းအရာပေါ့နော်ဒီဗီဒီယိုမှာမအကြောင်းပြောရဲဆိုတော့ description ရေးပါပြီးရင်ဒီဗီဒီယိုနဲ့တက်ဆိုင်တဲ့ keyword တွေတက်တယ်ထည့်ပါအဲ့တော့ကိုယ့်ရဲ့ဗီဒီယိုကဟိုအကားနဲ့အကားနဲ့အကားနဲ့တက်ဆိုင်တဲ့ဗီဒီယိုတွေထုတ်တက်လိုက်တာဒါမဲ့ကျွန်တော်တို့ဟိုပေါ့တချို့လူတွေကဒီအကားနဲ့ပတ်သက်တဲ့ဒီဗီဒီယိုတွေကိုလိုက်ရှာရလေကျွန်တော်တို့ YouTube ပေါ်မှာဟုတ် keyword တွေနဲ့လိုက်ဆိုင်ဟော keyword တွေနဲ့လိုက်ဆိုင်အကားစားဆိုအကားစား follow ဆို follow အဲ့လိုလိုက်ရှာတဲ့ခါကျရင်မိတ်ဆွေတို့ကအာကစားတင်တဲ့ဟိုကအာကစားတင်တဲ့ဗီဒီယိုလေးတင်ထားနေဆိုရင် YouTube ကသူပြပြပြီးရဒါကြောင့်မို့ကိုတင်တဲ့ဗီဒီယိုတွေကိုဒီတိုင်းကြီးပြစ်မှတ်ထားပါလေဗီဒီယိုနဲ့တက်ဆိုင်တဲ့တိုက်တဲ့ description ပြီးရင်တက်တွေကိုထည့်ပါဒီနည်းနဲ့လည်းကျွန်တော်တို့ subscriber ရနိုင်ပါတယ်โอเคနံပါတ်၄ကျွန်တော်တို့ဒီဘက်ခင်မှာ ီဘက်ခေပေါ့နော် train video တွေကိုလည်းပြစ်မှတ်ထားပါတယ်ကျွန်တော်တို့2025 2025မှာဘယ်ဗီဒီယိုတွေက train ဖြစ်နေလဲဘယ်ဗီဒီယိုတွေကအောင်မြင်နေလဲကျွန်တော်တို့ကလေ့လာဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဒီ2025မှာဆိုကြပါတော့အော်လာအန်ဆိုင် train ဖြစ်နေအော်လာအန်ဆိုင်ဒီအင်္ဂလာလောကတွေပြီးတော့ဒီနားလိုက်ပြီလားအနားယူပြီလားသူအနားယူလိုက်ပြီလားကျွန်တော်တို့ဒါကြီးသိရမယ်အတိအကျဆိုရင်အော်အော်လာအန်ဆိုင်အနားယူနားယူကြောင် ဒီ train တွေကိုကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်အနေနဲ့ပြန်ရဖို့လိုပါတယ်အဲ့တော့ဒီအခုပြောချင်တာက train video ကိုလည်းပြင်မထားပါနဲ့ကိုရိုက်လို့ရတဲ့အနေအထားတစ်ခုကိုရိုက်ပါအဲ့တော့ဒီနီးနဲ့လည်းကျွန်တော်တို့ subscribe ရရှိနိုင်ပါတယ်နံပါတ်6ဗီဒီယိုကိုကိုရီးယားတင်တဲ့အခါမှာအစာပိုင်းပေါ့အရေးအတွက်ကိုများများတင်ပါ ကျွန်တော်တို့ကဗီဒီယိုတပုတ်တင်လိုက်တယ်အကြီးတွေကောက်တဲ့ဗီဒီယိုတင်လိုက်တယ်တင်မှာဒါလည်းကောက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ YouTube channel စဖွဲ့ပြီးဆိုတာနဲ့အကြီးအသေးထက်ကိုအကြီးအတွက်များများတင်ဖို့လိုပါတယ်အော်ပြောရမယ်ဆိုရောကိုယ်ကနေ့တိုင်းတင်တယ်ဆိုရင်နေ့တိုင်းတင်တပတ်ကိုဟိုပါဗောဗီဒီယိုကဆယ်ဖို့တင်နိုင်တယ်ဆယ်ဖို့တင်များများတင်ပါဒါမှလည်းကျွန်တော်တို့ကဒီဗီဒီယိုနဲ့ပတ်သက်တဲ့အရာ ကိုယ့်ရဲ့ဒီပေါ့နေတိုင်းရိုက်နေတဲ့အနေအထားမှာပြောအားရဟောကိုကိုယ့်ရဲ့လေ့ကျင့်မှုအားရပိုတော့ကောင်းလာနိုင်တယ်ပြောချင်တာကအရေးအတွက်ကိုများများတင်မှာဒါကလိုအပ်ပါတယ်ကျွန်တော်တို့ဟိုအရေးအတွက်ကိုများများမတင်ဘူးအရေးတွေတစ်ပုဒ်ကိုဟောအရေးတွေကောက်တဲ့ဗီဒီယိုတစ်ပုဒ်ကိုတင်ပြီအဲ့ဒီဗီဒီယိုတော့ပေါက်တယ်ဆိုရင်တော့ပြဿနာမရှိဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီဗီဒီယိုတစ်ပုဒ်လေးပေါက်ဖို့ဆိုတာကຢາກိုင်းတော့တော်တော်နည်းပါတယ် ဒါကြောင့်မို့ဗီဒီယိုတစ်ပုဒ်တင်တဲ့ခါညရင်အရည်တွေးတဲ့ကိုအရည်တွေးများများတင်ပေးပါအရည်တွေးများများတင်ဖို့လိုပါတယ်အရည်တွေးများများတင်မှလည်းကျွန်တော်တို့ကဒီဟိုပေါ့ YouTube ရဲ့ algorithm ရလဲသူနဲ့တက်ဆိုင်တဲ့ဗီဒီယိုတွေကိုအော်တချို့လူတွေကရှာကြရှာတဲ့နေမှာသူကဖြန့်ပြီးအာကစားဆိုအာကစား အခုအာဂသနဲ့ပတ်သက်တဲ့အခါမှာအာဂသနဲ့ဘောလုံးကဘောလုံးဆိုသူဟိုဖြတ်ပြီးဟိုမဟုတ်ကိုကဒီနေ့ထွန်းနေပြီးတော့အောက်လိုက်အန်ဆိုင်တော့တယ်တချို့ကဒီနေ့ထွန်းကိုလိုက်ကြတယ်လေအောက်လိုက်အန်ဆိုင်ကိုရိုက်လိုက်မှာအောက်လိုက်အန်ဆိုင်ကဗီဒီယိုပတ်သက်တာလေးကြတာအဲ့ချိန်မှာကိုကရိုက်ထားပြီးပါလေအောက်လိုက်အန်ဆိုင်ထွန်းဗီဒီယိုတွေရိုက်ပြီးပါလေအယူရုပ်များများတင်ထားရတဲ့ရိုက်ပြီးပါလေအာဂသနဲ့ပတ်သက်တာဟာလည်းကိုလည်းရိုက်ပြီးပါပြီဆိုရင်ဒါဆိုရင်ကျွန်တော်တို့ subscriber ရဖို့မခက်ခဲပါဘူးဟုတ်ပြီနော် Okay နောက်တစ်ခုက quality ကိုဦးစားပေးပါ ရှေ့မှာကျွန်တော်က quality ကိုဦးစားမပြုနဲ့ပြောပြပါတယ်မဟုတ်အခုတခါက quality ကိုဦးစားပေးပါအရင်အတွက်များများတင်ပြီးတာနဲ့ကျွန်တော်တို့ကအရင်တွေးဘက်ကိုပြန်ပြီးတော့လှည့်ရပါမယ်အရင်အတွေးကိုယ့်ရဲ့ဗီဒီယိုကကိုကအရင်အတွက်များများတင်ပြီးပြီအရင်အတွက်များများတင်ပါကိုယ့်ရဲ့ဗီဒီယိုကိုကပြန်လေးတာဘယ်ဗီဒီယိုကဒီ ရုပ်တံမကောင်းလေရှင်းဩအရှင်းရှင်းပြောရရင်ကျွန်တော်တို့ဒီဗီဒီယိုတစ်ခုတင်လိုက်မယ်ကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကအဆူညာတိုင်းနေနေဆိုဘလူးမှစိတ်ဝင်စားမှုရှိပြီးတော့အလင်းဟုတ်ပြီနော်နောက်က music နောက်ကဒီကဗီဒီယိုတစ်ပုဒ်ကြည့်လိုက်ပြီဆိုရင်ဩနောက်က music တွေရတယ်ဆွဲဆောင်မှုရှိနောက်က music တွေရတယ်ဩဘယ်လောက်ကြီးဆွဲဆောင်မှုရှိရင်မိတ်ဆွေတို့ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ကြည့်တယ်ဆိုပါတဲကကြည့်တယ်ဆိုပါလို့အဲ့ဒီဗီဒီယိုတစ်ပုဒ်တဲရဲ့ကမှာအဲ့ဒီလူကကြောက်ဖို့မကောင်းဘူးတရုပ်ဆောက်တာနောက်က music ကကြောက်ဖို့ကောင်းတာဟုတ်ပြီနော် အဲ့တော့အဲကောက်ဟိုကျွန်တော်တို့ကမိတ်ဆွေတို့ပြူအောက်ချမယ်ဟိုပြဲအောင်လုပ်ပြလိုက်ဆိုတော့မိတ်ဆွေတို့ကြောက်အနောက်ကလိုက်လာတယ်တန်ဖို့တီးလို့ရတယ်ဝုံးအေးအဲ့တော့ဒီတန်ဖို့ဒီ music တီးလို့ရတယ်ဆွဲဆောင်မှုကဘယ်လောက်ရှိလဲဆိုတော့မိတ်ဆွေတို့သိမှာပါဒါကြောင့်မို့ဗီဒီယိုတစ်ပုဒ်ကိုကဗီဒီယိုတစ်ပုဒ်ကိုဖန်တီးတဲ့နေရာမှာအရေးအတွက်ပြီးရပြီဆိုရင်အရေးတွေးဘက်ကိုပြန်လှည့်ပါလို့ကျွန်တော်ပြောချင်ပါတယ် အဲအည်တွေးဘက်အည်တွေးဘက်ကိုလှည့်တဲ့အနေခါမှာလဲကျွန်တော်တို့အလင်းရောင်ကြီးကောင်းမကောင်းဟုတ်မြန်စစ်ပါဟုတ်ပြီနော်အတိုင်နေအနေထားပါမပါပြန်စစ်ပါတီးလို့တွေထဲ့ရင်အော်ဘယ်တီးလို့တွေဘယ်လိုထဲ့ရမလဲပြန်စင်းသားပါဟုတ်ပြီနော်အဲ့တော့ဒီနည်းနဲ့နဲ့လည်းကျွန်တော်တို့ subscriber ရနိုင်ပါလေဘာလို့လဲအခုတော်တော်များများကဟိုဒီအည်တွေးဗီဒီယိုကောင်းမှုနဲ့အည်တွေးအည်တွေးကောင်းမှုနဲ့ဗီဒီယိုကိုဦးစားပေးလာတာကြောင့် ရှင်းပြရင်ဒီဗီဒီယိုတပုတ်ကအကြီးလေးကောင်းဆိုတော့ဒီဗီဒီယိုအဆအဆုံးကြီးပို့ရန်ကန်တို့ညားပါလေပြီးရင်ကျွန်တော်တို့ subscribe လုပ်ဖို့ရန်ကန်တို့ညားပါလေ Okay နောက်ဆုံးတစ်တစ်ခုလေးကျွန်တော်ပြောပြပါမယ်နောက်ဆုံးတစ်ခုတစ်တစ်ခုကတော့ကျွန်တော်တို့ဗီဒီယိုတွေ live ဗီဒီယိုတွေတင်တဲ့အပြင် short ဗီဒီယိုတွေလည်းတင်ဖို့လိုပါတယ် ကျွန်တော်တို့ live video ကိုက short video မှာတီးတက်မရိုက်နိုင်ဘူးဆိုရင်ကိုယ့်ရဲ့ဒီ live video တက်ပေါ့နော် video အရှိတန်းနေပြောဖြန့်ညက်ကက်ပေါ့ကိုယ့်ရဲ့ minute စက္ကန့်30စာလား10မိနစ်စာလားအဲ့ဒါတွေလုပ်ပြီးတော့ကျွန်တော်တို့ short video တွေမှာလည်းတင်ဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုရင်အခုနောက်ပိုင်းက short view ကအရန်ကိုများပါတယ်။လူတွေစဖြန့်တဲ့နှုတ်အားအရန်ကောင်းလို့ပါပဲ။ကိုကဒီ short video ကိုများများတင်နိုင်မယ်ဆိုကြပါဆိုတနေ့တစ်ပုတ်တင်နိုင်မယ်ဆိုရင်တော့ပို့ပြီးကောင်းပါတယ်။ ဒီ short video ကနေပြီးတော့ကျွန်တော်တို့ကလည်း subscriber အမြင်ရရှိစေပါတယ်။ Okay ကျွန်တော်ရဲ့ဒီ video လေးကိုဒီမှာပဲအဆုံးသတ်ပြရစေ။ဒီနေ့ကျွန်တော်ပြောသွားတဲ့အကြောင်းကတော့ subscriber တစ်လအတွင်း900ရအောင်လုပ်တဲ့နည်းလမ်းလေးကိုပြောပြပေးသွားတာဖြစ်ပါတယ်။အဲ့တော့ဒီနည်းလမ်းလေးကလည်းကျွန်တော်အပြင်တခြားသောဒီအောင်မြင်နေတဲ့ YouTube YouTuber ညီမတွေလည်းလှုပ်ဆောင်နေတဲ့နည်းလမ်းတွေပါ။ အခုကြည့်နေတဲ့မိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင်အတုံးလဲတဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like လေးတစ်ချက်တော့ပေးပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုလေးမှာလည်းကျွန်တော်ဒီလိုအကျိုးရှိစေတဲ့ဗီဒီယိုလေးတင်ဆက်ပေးပါဦးမယ်ပြောရင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ